နယ်စပ်မှာထိုင်းနဲ့ကမ္ဘောဒီးယားကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာက ဒေတာရင်းအတွက်တကယ်ကိုစိုးရင်စရာကောင်းတဲ့အခြေအနေတည်းဖြစ်နေပါတယ်။လက်ရှိအချိန်ထိနှစ်ဖက်စလုံးကစစ်သားတွေသာမကအယက်သားတွေပါတည်ဆုံမှုတွေရှိလာနေပြီဖြစ်ပါတယ်။နှစ်ဖက်စလုံးကကိုဘက်ကအရင်စတိုက်တာမဟုတ်ပဲဟိုဘက်ကစခဲ့တာလို့အပြန်အလှန်အပြစ်ပုံချနေကြပါတယ်။ချိုင်းဝင်ကြီးချုပ်ကတော့ဒီအခြေအနေမှာဆွေးနွေးညီနိုင်မှုလုံးဝလုံးမမဟုတ်ဘူးလို့တိတိကျကျပြောကြားချပြီးတော့နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာမထိခိုက်စေဖို့အတွက်တိုက်ခိုက်မှုတွေကိုဆက်လက်လှုံ့ဆော်သွားမယ်လို့ခိုင်မာစွာကြေညာထားတာ တာတွေ့ရပါတယ်။ဒါဟာအရေးပါတဲ့အပြောင်းအလဲတစ်ခုဖြစ်တာကြောင့်လက်ရှိအခြေအနေနဲ့ရှေးဆက်ဖြစ်လာနိုင်တာတွေကိုအသေးစိတ်ဖော်ပြပေးပါမယ်။ဒီတိုက်ပွဲတွေကမကြာသေးခင်အားမှချုပ်ဆိုထားတဲ့ငင်းကြရေးသဘောတူညီချက် ပြပြသွားခြင်းရဲ့လက်တွေ့ကျတဲ့ပြရုပ်ပါပဲ။အဲဒီငင်းကြရေးသဘောတူညီချက်ကိုအော်တိုဘာလာ26ရက်နေ့မှာမှာခွာလာလမ်ပူမှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီးတော့လက်ရှိအချိန်မှာ9ဘက်6ဘက်လောက်သာရှိပါသေးတယ်။ ဒီသဘောတူညီချက်ကို American နဲ့ Malaysia တို့ကဂျာဝင်ဆေးဆက်ပေးခဲ့တာဖြစ်ပြီးတော့ American သမ္မတ Donald Trump နဲ့ Malaysia ဝန်ကြီးချုပ် Anwar Ibrahim တို့ကပါတက်တည်ဖြစ်ပါဝင်ခဲ့ကြတာကြောင့်နိုင်ငံတကာတန်တမန်ရေးရအောင်မြင်မှုတရအဖြစ်ကြောင့်မှခြေကျူးခံခဲ့ရပါသေးတယ်။ဒါပေမဲ့လည်းလက်မှတ်ထိုးပြီးမကြခင်မှာပဲဒီအဖြစ်ခက်ရဲ့ဆေးရေးက ကျိုကွေးစားပြုလာခဲ့ပါတယ်။အော်တိုဘားလကုံမှာ ထိုင်းဘက်ကကမ်မောရီးယားကအငင်းပွားနေမြေထဲမှာမြေမြုပ်မိုင်းနေလာချတယ်လို့ဆွဆွဲပြီးတော့သဘောတူညီချက်အကောင့်ထဲပုံမှုကိုခဏရပ်ဆိုင်းခဲ့ပြီးတော့ကမ်မောရီးယားကတော့ဒီဆွဆွဲချက်ကို ပြန်လည်ညှင်းဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့နိုဝင်ဘာလ10ရက်နေ့မှာထိုင်းနိုင်ငံကစက်တိုက်ထိုးနှက်မှုတွေကို အကြောင်းပြပြီးတော့အဲ့ဒီငြိမ်းချမ်းရေးသဘောတူညီချက်ကိုလုံးဝရပ်ဆိုင်းလိုက်ပါတော့တယ်။ ဒီလိုနိုင်ငံကအတိုင်းဝိုင်းကအားထုတ်ပြီးတော့ချုပ်ဆိုထားတဲ့သဘောတူညီချက်ကိုတောင်းမှတလခွေအတွင်းမှာပြတ်သုံးသွားခြင်းကနေဆက်ချင်းနေရဲ့ဘလောက်တောင်မှရှုပ်ထွေးပြီးတော့တည်ငြိမ်မှုမရှိရလဲဆိုတာကိုထင်ရှားစွာပြသနေပါတယ် ထိုင်းရဲ့ကမ္ဘောဒီးယားခေါင်းဆောင်တွေရဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတွေရှိလာခဲ့ပြီးတဲ့နောက်တကယ်တမ်းစစ်နေပြင်အခြေအနေမှာလည်းကျင်းမာမှုတွေကထပ်ဆင့်အရှိန်ဟုန်မြင့်တက်လာပါတယ်။နေဆက်တရှောင်းမှာပျောက်ကြားတိုက်ပွဲငယ်လေးတွေမကြာခဏဖြစ်ပွားနေခဲ့ရကနေဒီဇင်ဘာလ၈ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲတွေရအရှိန်အဟုန်အမြင့်ဆုံးကိုရောက်ရှိသွားပါတယ်။ ဒီလိုနဲ့ပဲအောက်တိုဘာလကချုပ်ဆိုထားတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်ကလည်းလုံးဝပြိုကွဲသွားခဲ့ကြောင်းအတည်ပြုလိုက်သလိုဖြစ်ခဲ့ပါတယ်။ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနရဲ့ချုပ်ပြန့်ချက်အရဒီဇင်ဘာလ10ရက်နေ့မနက်9:04မိနစ်လောက်ကစပြီးတော့နယ်မြေများစွာမှာတပြိုင်တည်းတိုက်ပွဲတွေစတင်ခဲ့တယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကအဆိုအရထိုင်းတပ်ဖွဲ့တွေကအငင်းပွားနယ်မြေတွေအကျဉ်းကိုမိဂိုပုံးတွေလက်နက်ကြီးတွေပြစ်ခတ်ဝင်ရောက်ခဲ့တယ်လို့ဆွဆွဲခဲ့ပါတယ်။သူတို့ရဲ့တပ်ဖွဲ့တွေကတော့ ကိုကိုကိုကာကွယ်တဲ့အနေနဲ့သာတံပြန်ပြစ်ခတ်ရခဲ့ကြအောင်အခိုင်အမာပြောကြားခဲ့ပါတယ်။ထိုင်းဘက်ကပြောဆိုချက်တွေကိုလေ့လာကြည့်ရမှာတော့အခြေအနေမှာလုံးဝပြောင်းပြန်ဖြစ်နေပြန်ပါတယ်။ထိုင်းစစ်တပ်အရာရှိတွေက ကမ်ဘောဒီးယားဘက်ကမနက်အစောပိုင်းမှာထိုင်းနေမြေအတွင်းကိုအမြောက်ဆန်တွေစတင်ပြစ်ခတ်ခဲ့ပြီးတော့စီးရင်လုံဆောင်မှုတွေစတင်ခဲ့ကြောင်းတံပြန်ဆွဆွဲခဲ့ပါတယ်။ထိုင်းစစ်ဦးစီးချုပ်ကလည်းနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကာကွယ်ဖို့အတွက်နေဆက်တလျှောက်နေဆက်တလျှောက်မှာရှိတဲ့စစ်တပ်တွေကိုအစစ်မြင့်တရီထားတက်လန့်ထားဖို့အမိန့်ပေးထားပြီးတော့ကျိုးကျော်လာပါကပြင်းပြင်းထန်ထန်တုံ့ပြန်ဖို့ညွှန်ကြားထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာနှစ်ဖက်စလုံးကရန်သူကအရင်စတင်ခဲ့တာဖြစ်ပြီးတော့အပြစ်ပေါ် ုံချနေကြပြီးအပြန်အလှန်ပြစ်ခတ်မှုတွေကစစ်မြေပြင်အခြေအနေဟာအလွန်အန္တရာယ်များတဲ့အဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။လက်ရှိထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်အရေးခေပြည်လဲစတင်လာတဲ့နောက်မှာတနိုင်ငံကောင်းဆောင်နေစီကထွက်ပေါ်လာတဲ့ပြောဆိုချက်တွေကတင်းမာမှုတွေကိုရှော့ချမဲ့အစားပို့ပြီးတော့တောင်မှမြင်တတ်စေတဲ့လက္ခဏာတွေကိုသာရှင်းရှင်းလင်းလင်းပြသနေတာကိုလည်းတွေ့ရတာဖြစ်ပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်တိုင်းကကိုဘက်ကသာမှန်ကန်တယ်လို့အခိုင်အမာပြောဆိုနေပြီးတော့ပြိုင်ဘက်ကသာအရင်စတင်ကျူးလွန်ခဲ့တာလို့အပြန်အလှန်ဆွဆွဲနေတဲ့အတွက်ဒီအချိန်လေးကအဆုံးမတက်နိုင်တဲ့ဆွဆွဲချက်ခွင်းဆက်ကြီးလိုမျိုးဖြစ်နေပါတယ်ထိုင်းဝင်ကြီးချုပ်ရဲ့ရည်တည်ချက်ကိုကြည့်မယ်ဆိုရင်သူကကမ်ဘောဒီးယားနဲ့အတူဆွေးနွေးညီနိုင်မှုစပွဲဝိုင်းကိုလုံးဝထိုင်မှာမဟုတ်ဘူးလို့တိတိကျကျပြောကြားခဲ့ပါတယ်။ဒီလိုဆုံးဖြတ်လိုက်ခြင်းက နိုင်ငံတကာတန်တမန်ရေးဖိအားပေးမှုတွေကိုပါလုံးဝလိလူရှုလိုက်ခြင်းပဲဖြစ်ပြီးတော့စည်ရေးအရာအပြေရှာဖို့ပဲဥတည်နေတဲ့သဘောကိုပြသနေပါတယ်။ဝင်ကြီးချုပ်ကကျွန်တော်တို့ရဲ့အချောချာအာဏာနဲ့နယ်မြေပိုင်ဆိုင်မှုအပေါ်ထိခိုက်မှုတစုံတရာရှိလာမယ်ဆိုရင်တိုက်ခိုက်မှုတွေကိုဆက်လက်လှုံ့ဆော်သွားဖို့ခြိုံချောင်ဖြစ်နေမှာမဟုတ်ဘူးလို့ထိုင်ခိုင်မာတဲ့ထက်တန်နဲ့ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီလိုပြတ်သားတဲ့ခိုင်မာတဲ့ထုတ်ပြန်ချက်ကထိုင်းစစ်တပ်နေနဲ့နယ်စပ်မှာလိုအပ်သလိုအင်အားသုံးဖို့အတွက်အစိုးရရဲ့အပြည့်အဝထောက်ခံမှုရရှိထားကြောင်းကမ္ဘောဒီးယားကိုတတိပေးလိုက်တာဖြစ်သလိုပြည်တွင်းမှာလည်းအမျိုးသားရေးစိတ်ဓာတ်ကိုမြင့်တင်ဖို့ရှိရတာဖြစ်ပါတယ်။ဒါအပြင်ထိုင်းဘက်ကကမ္ဘောဒီးယားကိုသာအငင်းပွားနေမြေထဲမှာမင်းမြို့မိုင်းတွေစတင်ချထားခြင်းနဲ့စီးရီးအရလုံဆောင်မှုတွေစတင်ခဲ့ခြင်းတွေကိုဆွဆွဲခဲ့ပြီးတော့ ထိုင်းတပ်ဖွဲ့တွေရဲ့တုံ့ပြန်မှုတွေကမိမိကိုယ်ကိုကာကွယ်ခြင်းသာဖြစ်တယ်လို့ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပါတယ်။ဒီလိုဆွဆွဲချက်တွေကို ကမ္ဘောဒီးယားဘက်ကလည်းပြင်းပြင်းထန်ထန်ပယ်ချခဲ့ပြီးတော့သူတို့ဘက်ကရန်စာခြင်းမရှိကြောင်းအခိုင်အမာညင်းဆိုခဲ့ပါတယ်။ကမ္ဘောဒီးယားအစိုးရပြောရေးဆိုခွင့်ရှိသူကမြေမြုပ်မိုင်းဆွဆွဲချက်တွေကလုံးဝအခြေမြင့်မရှိတဲ့မဟုတ်မမှန်ဆွဆွဲချက်တွေဖြစ်ပြီးတော့ထိုင်းဘက်ကသာငြိမ်းချမ်းရေးသဘောတူညီချက်ကိုဖျက်ဆီးလိုတဲ့ဆန္ဒရှိနေပါတယ်လို့တံပြန်တွန်းပြန်ခဲ့ပါတယ်။သူတို့ရဲ့အမြင်အရဆိုရင်တော့ထိုင်းနိုင်ငံကအငင်းပွားနယ်မြေကိုစစ်ရေးအရသိမ်းပိုက်ခြင်းနဲ့ရည်ရွယ်ချက်ကြောင့်အကြောင်းပြချက်တွေရှာဖွေနေခြင်းဖြစ်တယ်လို့ဆွဆွဲပါတ ိုင်းထိုင်းကဆွေးနွေးပွဲကိုညှင်းပယ်နေတဲ့အတွက်ကမ္ဘောဒီးယားကဒေသရင်းအဖွဲ့အစည်းဖြစ်တဲ့ ASEAN ကိုအခြေအနေကိုဝင်ရောက်ထိန်းချုပ်ပေးဖို့နဲ့အဖွဲ့ဝင်နိုင်ငံအကြားတည်ငြိမ်အေးချမ်းမှုကိုပြန်လည်ရရှိအောင်ဆေးဆက်ပေးဖို့တရားဝင်တောင်းဆိုမှုတွေပြုလုပ်လာပါတယ်။ဒါအပြည်ပသံတမန်ရေးဖိအားကိုအသုံးချပြီးတော့ ထိုင်းရဲ့စစ်ရေးရည်တည်ချက်ကိုပြောင်းလဲစေဖို့ကြိုးပမ်းခဲ့ခြင်းပဲဖြစ်ပါတယ်။ဒါအပြင်ကမ္ဘောဒီးယားဘက်ကတည်ဆုံခဲ့ရတဲ့စစ်သားတွေနဲ့အရသားတွေရဲ့အခြေအနေကိုအလေးပေးဖော်ပြပြီးတော့ထိုင်းနိုင်ငံရဲ့တိုက်ခိုက်မှုတွေကအချိုးမညီပဲအင်အားအလွန်ကျွံသုံးဆွဲနေခြင်းဖြစ်တယ်လို့ဆွဆွဲပြီးတော့နိုင်ငံတကာရဲ့ဂရုစိုက်မှုကိုရယူဖို့ကြိုးစားနေပါတယ်။အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ဒီထုတ်ပြန်ချက်တွေအရနှစ်ဖက်စလုံးဟာကြောချင်းကရည်တည်ပြီးတော့ကိုယ့်ရည်တည်ချက်ကိုအပြောင်းလဲလုံးဝမလုပ်တော့ဘူးဆိုတဲ့အခြေအနေကိုရ ောင်ရှိနေပြီဖြစ်တာကြောင့်ဒီပရိဘခနေစတဲ့အနာဂတ်ကာလအတွင်းမှာအာဆီယံအဆင့်ထိပါကျင်းပမှုတွေမြင့်တက်လာနိုင်ပွဲအန်ဒီရဲ့ရှိနေပါတယ်ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းမှာတိုက်ပွဲတွေအရှိန်အဟုန်အမြင့်ဆုံးရောက်လာတဲ့အချိန်နှစ်ဖက်စလုံးကအပြန်အလှန်ဆွဆွေးမှုတွေကပိုပြီးတော့ပြင်းထန်လာပါတယ်။စစ်မြေပြင်ကအခြေအနေတွေနဲ့ထုတ်ပြန်ချက်တွေကိုဆက်လက်ပြီးတော့ကြည့်ရအောင်ပါရှင်။ပျောက်ကြားတိုက်ပွဲငယ်လေးတွေရနေပြီးတော့ ရုတ်တရက်အသွင်ပြောင်းသွားပြီးဒီဇင်ဘာလ10ရက်နေ့မနက်9:00နာရီ4မိနစ်လောက်ကစပြီးတော့နိုင်ငံများစွာမှာ ိုက်ဝဲရီယာအရှိန်အဟုန်အမြင့်ဆုံးကိုရောက်ရှိသွားခဲ့ပါတယ်။နှစ်ဖက်စလုံးရဲ့ထုတ်ပြန်ချက်တွေကိုရှင်းကြည့်လိုက်တော့ဘယ်သူကစတင်ခဲ့တယ်ဆိုတာကိုအတိအကျကောက်ချက်ချဖို့ကလည်းခက်ခဲနေပါတယ်။ထိုင်းဘက်ကပြောဆိုချက်တွေကိုကြည့်မယ်ဆိုရင်တော့ထိုင်းတက်မတော်ပြောခွင့်ရသူကကမ္ဘောဒီးယားတပ်ဖွဲ့တွေကသူတို့ပိုင်နေမြေတွေကိုနေရာအများပြားကနေစတင်ပြစ်ခတ်ခဲ့ရလို့ဆွဆွဲခဲ့ပါတယ်။ဒီပြစ်ခတ်မှုကြောင့်ထိုင်းစစ်သားတအူးတေဆုံးပြီးတော့၈ဦးတရားရရှိခဲ့ကြောင်းဝန်ခံပါတယ်။ အရင်နောက်မှာထိုင်းဘက်ကကမ်ဘောဒီးယားတပ်ဖွဲ့တွေကိုနှိမ်နင်းဖို့အတွက် F16 တိုက်လေယာဉ်တွေအသုံးပြုပြီးတော့ကမ်ဘောဒီးယားနယ်မြေထဲမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရလို့ပွန့်ပွန့်လင်းလင်းဝန်ခံခဲ့ပါတယ်။ကမ်ဘောဒီးယားဘက်ကပြစ်တဲ့အမြောက်ကြီးတွေကထိုင်းနယ်မြေထဲကိုကြားရောက်ခဲ့ပေမဲ့အရသာထိခိုက်မှုတော့မရှိသေးဘူးလို့ပြောကြားခဲ့ပြီးတော့ ထိုင်းနယ်စပ်ဒေသကအရက်သား9000ကျော်ဟာဘေးလွရာကိုခိုလိုရာရီစီကို ထွက်ပြေးဒိန်းဆောင်ခဲ့ရတဲ့အကြောင်းကိုထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘောဒီးယားဘက်ကပြောဆိုချက်တွေကိုလေ့လာကြည့်ပြန်တော့ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနနဲ့သတင်းဌာနဝန်ကြီးတို့ကနေပြီးတော့ထိုင်းစစ်တပ်ကတရင်တော်နေမနဲ့အစောပိုင်းကအရင်စတိုက်ခဲ့တာလို့ပြန်လည်ဆွဆွဲခဲ့ပြီးတော့ ထိုင်းလီရင်တွေကသူတို့ရဲ့အနယ်ဆက်ပြည်နယ်နှစ်ခုကိုစတင်ပုံကျဲခဲ့တာလို့အခိုင်အမာပြောနေပါတယ်။ကမ္ဘောဒီးယားဘက်ကတော့လုံးဝပြန်လည်လက်ထုံပြန်ခြင်းမရှိသေးဘူးလို့အခိုင်အမာညင်းဆိုထားပြီးတော့အော်တိုဘာလာအဖြစ်ခဲ့ရစေသဘောတူညီချက်ကိုတင်းတင်းကြပ်ကြပ်လိုင်းနာနေစေလို့ထုတ်ပြန်ခဲ့ပါတယ်။ကမ္ဘောဒီးယားဆွဆွဲချက်တွေအရထိုင်းစစ်တပ်ကတနက်ငယ်တွေစစ်တပ်တွေအများအဆန်တွေအပြင်တင်ကားတွေနဲ့ 155မီလီမီတာအမြောက်ကြီးတွေကိုပါအသုံးပြုခဲ့ပါတယ်တဲ့ပို့ပြီးတော့စိုးရင်စရာကောင်းတဲ့ဆွဆွဲချက်ကတော့အစိမ့်ငွေလိုယူဆတဲ့ဓာတ်ငွေတွေကိုအရက်သားကြီးပါရီတဲကိုပြစ်ထည့်ခဲ့တယ်ဆိုတဲ့အချက်ပါပဲဒီအချက်ကိုတော့ထပ်မံပြီးတော့အတည်ပြုဖို့လိုအပ်ပါသေးရဲ့တိုင်းသက်တရဲ့ပြည်ခတ်မှုကြောင့်ကမ္ဘောဒီးယားအရက်သား၄ဦးတိတ်ဆုံးပြီးတော့ကိုဦးခန့်တရားရရှိခဲ့တယ်လို့ဆိုပါတယ်ဒေသခံအရက်သားထောင်ပေါင်းများစွာ ဘေးလွတ်ရာကိုအရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးတော့ကမ္ဘောဒီးယားဘက်ကလည်းအိမ်ထောင်စုပေါင်း တောင်တရာကျော်ကိုနေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။စစ်ပွဲကြောင့်တစ်ဖက်စလုံးကထွက်ပြေးသူစုစုပေါင်းတသိန်းအထိရောက်ရှိနိုင်တယ်လို့ခန့်မှန်းပါတယ်။လက်ရှိတိုက်ပွဲတွေကြောင့်နှစ်ဖက်ခေါင်းဆောင်တွေရဲ့ရည်တည်ချက်တွေဟာပုံမပြင်းထန်လာပါတယ်။ထိုင်းဝင်စည်းကြုံကဒီတိုက်ပွဲတွေကြောင့်အရင်ချုပ်ဆိုထားတဲ့သဘောတူညီချက်တွေအားလုံးကို အကျိုးသက်ရောက်မှုမရှိတော့ဘူးလို့တရားဝင်ကြေညာခဲ့ပါတယ်။သူကထိုင်းနိုင်ငံဟာအကြမ်းဖက်မှုလိုလားသူမဟုတ်ပေမဲ့သူရဲ့အချုပ်အခြာအာဏာကိုထိုးပေါက်တာထိုးပေါက်တာကိုဘယ်တော့မှသီးခံမှာမဟုတ်ပါဘူး ါဘူးတိုက်ပွဲရပ်တန့်ဖို့ကမ်ဘောဒီးယားကကျွန်တော်တို့ရဲ့အခြေအနေတွေကိုလိုက်နာရမယ်လို့ပြပြတသားပြောကြားခဲ့ပါတယ်။ဒါအပြင်သူကဆွေးနွေးညှိနှိုင်းရေးကိုလုံးဝပယ်ချလိုက်ပြီးတော့ဂျွန်နယ်ထရန်ရဲ့ဂျောင်းဝင်စည်းဆက်ရေး meditation ကိုလည်းမလိုအပ်ဘူးဆိုပြီးတော့ငင်းပယ်ထားတာကိုတွေ့ရပါတယ်။ထိုင်းနိုင်ငံရဲ့နိုင်ငံဆိုင်ဝင်ကြီးကလည်းနိုင်ငံတော်ရဲ့အကြီးအကဲတိုင်းပဲဖြတ်သားတဲ့စကားလုံးတွေကိုအသုံးပြုခဲ့ပြီးတော့ထိုင်းရဲ့အချုပ်အခြာအာဏာနဲ့နေမြေတည်ထက်ခံရရင်မချင်းချောက်ခံရမချင်းစီရေးအရဆက်လက်တုံ့ပြန်သွားမယ်လို့တရားဝင်ပြောကြားခဲ့ပါတယ်။ဒီလိုထပ်ပြီးတော့ဖြစ်ရတာကကမ္ဘောဒီးယားရဲ့အကြမ်းဖက်မှုစတင်ပြီးတာဝန်ယူမှုမရှိတဲ့နေပြည်တော်တွေကြောင့်လို့ဆွဆွဲခဲ့ပါတယ်။တစ်ဖက်မှာလည်းကမ္ဘောဒီးယားဝင်ကြီးချုပ်ကနိုင်ငံသားတွေ ီအားလုံးကိုဒီခက်ခဲတဲ့ကာလမှာနိုင်ငံရဲ့စာတမ်းရေးအကျိုးအတွက်ဝင်ကြီးဌာနအဖွဲ့အစည်းအာဏာပိုင်အစင်းစင်လက်နက်ကင်တပ်ဖွဲ့အားလုံးနဲ့ကမ္ဘောဒီးယားနိုင်ငံသားအားလုံးစီးလုံးညီညွတ်ကြပါလို့နှိုးဆော်တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကတော့ထိုင်းကိုဒေတာရင်းငင်းချင်းရင်းနဲ့တည်ငြိမ်ရေးကိုချင်းချောင်းနေတဲ့ရန်လိုတဲ့လှုပ်ရှားမှုအားလုံးကိုချက်ချင်းရပ်တန့်ဖို့တောင်းဆိုခဲ့ပြီးတော့တာဝန်ရှိတဲ့နိုင်ငံတနိုင်ငံလိုပြုမှုဖို့ဖိအားပေးခဲ့ပါတယ်။ဒီလိုမျိုးနှစ်ဖက်ကောင်းဆောင်ပိုင်းတွေကပြင်းပြင်းထန်ထန်ရည်တည်နေတာကိုခြေချင်းအားဖြင့်တန်တမန်ရေးအရအခြေအနေကတော်တော်လေးတင်းမာနေပြီဆိုတာကိုသိသာပါတယ်။ဒီပရိဘက်ကအရင်ဖြစ်ပွားခဲ့တဲ့ပုံစံတူအရေးခင်းနေလို့ပဲဘသူစတင်တိုက်ခိုက်တယ်ဆိုတာအတည်ပြုဖို့ခက်ခဲပြီးတော့တစ်ဖက်နဲ့တစ်ဖက်ဆွတ် ဆွဲမှုတွေသာရှိနေပါတယ်။ဒါပေမဲ့ရှေ့ဆက်ပြီးတော့ဘာတွေဖြစ်လာနိုင်တယ်လဲဆိုတာကိုခံမှန်းနိုင်တဲ့အရေးကြီးတဲ့အချက်နဲ့ချက်ရှိပါတယ်။တိုင်းရဲ့အမြေပြင်ကျူးကျော်မှုတည်င်းနေ ကောလာဟလာအဖြစ်ထွက်ပေါ်နေပါတယ်ဒီအချက်သာအတည်ပြုနိုင်ခဲ့ရင်တော့ကမ်ဘောဒီးယားဘက်ကပိုပြီးတော့ပြင်းထန်တဲ့တုံ့ပြန်မှုမျိုးလုပ်လာနိုင်ပါတယ်လက်ရှိမှာကမ်ဘောဒီးယားရဲ့တုံ့ပြန်မှုဟာအင်မတန်နေပါနေပါသေးတယ်ထိုင်းက F16 တိုက်လေယာဉ်နဲ့155မီလီမီတာအမြောက်ကြီးတွေနဲ့တင်ကားတွေလိုမျိုးအင်အားကြီးလက်နက်တွေကိုထုတ်သုံးနေတာတွေ့ရတာကြောင့် စီးရီးယားအင်အားတာလုံးတဲ့အချိန်ကိုကမ်ဘောဒီးယားကလုံးဝတုံ့ပြန်ခြင်းမရှိဘဲကြီးနေမယ်ဆိုရင်တော့အန်ဩစရာဖြစ်လာပါလိမ့်မယ်။ကမ်ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနကသူတို့ရဲ့သတ်မှတ်ထားတဲ့အနေအောင်မြင်ကိုကျော်လွန်ရင်တော့ပြန်တိုက်မှာပဲလို့ပြောထားတာကိုသတိထားသင့်ပါတယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြားမှာစီးရီးအင်အားကွာချက်ကတိတိတသာရှိပါတယ်။ဒါကညီနိုင်ဆွေးနွေးမှုတွေကိုပို့ပြီးတော့ခက်ခဲစေတဲ့အချက်တစ်ချက်လည်းဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင်ထိုင်းမှာတိုက်ခိုက်ရေးလေရင်အစည်းအဝေးတရာခန့်ရှိပြီးတော့လေကြောင်းကာကွယ်ရေးပုံမအားကောင်းပေမဲ့ကမ္ဘောဒီးယားမှာတော့တိုက်လေရင်မရှိသလောက်နေပါပြီးတော့ကာကွယ်ရေးအင်အားကလည်းကန့်သက်ထားပါတယ်ဒီလိုကွာဟချက်ကြောင့်ထိုင်းကတင်းမမှုမြင့်တက်လာရင် လေကြောင်းအင်အားကိုပို့ပြီးတော့အားကိုးရသလိုကမ္ဘောဒီးယားကတော့ ကာကွယ်ရေးနဲ့နိုင်ငံတကာအသံတမန်ရေးကိုပို့ပြီးတော့အာရုံစိုက်လေးရှိပါတယ်။လက်ရှိအခြေအနေကိုသုံးသပ်ကြည့်ရင်ဖြစ်လာနိုင်သည့်အများဆုံးအခြေအနေ၃ခုရှိပါတယ်။ဒေတာရင်းနိုင်ငံတွေ ASEAN မလေးရှားရဲ့ PR တွေနိုင်ငံတကာ PR တွေကြောင့်နောက်တစ်ပတ်နှစ်ပတ်အတွင်းမှာပဲဒေတာရင်းညီနိုင်ထားတဲ့အဖြစ်ခက်ရဲ့စည်းရီးတစ်ခုအမြန်ဆုံးရရှိဖို့ကအဖြစ်နိုင်ဆုံးအခြေအနေဖြစ်နေပါတယ်။ နောက်ထပ်ဖြစ်နိုင်ခြေကတော့အခုလိုမျိုးပြင်းထန်တဲ့တိုက်ပွဲမဖြစ်တော့ဘဲရေရှည်အစစ်နိုင်နယ်စပ်တိုက်ပွဲငယ်တွေနယ်စပ်တစ်လျှောက်မှာဆက်လက်ဖြစ်ပွားနေခြင်းမှာပဲဒီလိုတိုက်ပွဲငယ်တွေမှာလည်းအရက်သားနဲ့စစ်သားတွေဆုံးမှုတွေဆက်ရှိနေနိုင်ပြီးတော့ရွှေပြောင်းသူဦးရီလည်းစုစုပေါင်းတသိန်းကျော်အထိရှိလာနိုင်ပါတယ်။နှစ်ဖက်စလုံးကနောက်မဆုတ်ပဲပြန်လည်တုံ့ပြန်မှုတွေစတိုက်လုပ်ခဲ့ရင်စစ်ပွဲအကြီးကျယ်ဖြစ်လာနိုင်ခြေကတော့နည်းပါးပေမဲ့အခုလိုအခြေအနေမျိုးမှာတော့ဘာမဆိုဖြစ်နိုင်တယ်လို့သုံးသပ်ရမှာဖြစ်ပါတယ်။နယ်စပ်ပြိပခါရရဲ့နောက်ွယ်မှာ မကြကနဆိုသလိုပဲရာဇဝဲမှုကွန်ရက်ကြီးတွေရဲ့ ဩဇာလွှမ်းမိုးမှုတွေရှိနေတတ်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်ဒေသဟာအမြဲလိုလိုပဲလောင်းကစားရုံမျိုးလေးတွေနဲ့ရှားစုတ်ကိုင်းတွေလည်းပတ်နေတဲ့အွန်လိုင်းလေလံမှုစစ်စင်ရေးတွေရဲ့ဌာနချုပ်လို့ဖြစ်နေတတ်ပါတယ်။ဒါဟာအခြေခံစောက်အုံကို ထိခိုက်ဒဏ်နာမကပဲနဲ့နိုင်ငံရေးစည်းဝါးရေးရှုပ်ထွေးမှုတွေကိုပါဖန်တီးပေးနေပါတယ်။အထူးသဖြင့်ထိုင်းရဲ့လေကြောင်းတိုက်ခိုက်မှုတွေကနယ်စပ်ကကမ္ဘောဒီးယားလောင်းကစားရုံဝင်တစ်ခုလုံးကိုပါ ထိမှန်ခဲ့တယ်လို့သတင်းတွေကဖော်ပြခဲ့တာဖြစ်ပါတယ်။ဒီအပေါ်မှာထိုင်းရာရှိတွေကအဲ့ဒီ င်ရာဟာ drone စစ်စင်ရေးလုံးတဲ့စကန်အဖြစ်ဟန်ဆောင်ထားတယ်လို့တရားဝင်ဆွဆွဲခဲ့ပါသေးတယ်။ဒီလိုမျိုးတရားမဝင်ရာဇဝတ်ကွန်ရက်တွေကလေဆက်ကိုအသုံးချပြီးတော့လောက်ကင်နေကြရာနှနိုင်ငံအကြားအပြက်အလန်မယုံကြည်မှုကိုပုံမနဲ့ဆိုင်စေတဲ့အရေးကြီးတဲ့အချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ ထိုင်းကမ္ဘောဒီးယားပြည်ပခါမှာအဓိကအရေးပါဆုံးဖြစ်လာမဲ့အာဆီယံရဲ့ဖြစ်နိုင်ခြေရှိတဲ့အခမ်းကဏ္ဍနဲ့ပတ်သက်ပြီးတော့ဆက်လက်လေ့လာကြည့်ရအောင်ပါအာဆီယံအဖွဲ့ကြီးရာအရှိတောင်အာရှဒေသအတွင်းဘူပေါင်းဆောင်ရွက်ရေးနဲ့ငင်းချက်ရေးကိုဦးတည်တဲ့အဖွဲ့အစည်းဖြစ်တာကြောင့်အဖွဲ့ဝင်နိုင်ငံနှစ်ခုကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာခြင်းကအာဆီယံအတွက်ကြီးမားတဲ့အစိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်အာဆီယံရဲ့အဓိကအခြေခံမူနှစ်ခုဖြစ်တဲ့အဖွဲ့ဝင်နိုင်ငံများအကြားပြည်ရင်းရေးဝင်ရောက်မဆွတ်ဖက်ရေးနဲ့တညီတညွတ်သေးသဘောတူညီချက်တို့က ဒီအရေးခင်းမှာဂျောင်းဝင်စည်းစက်ဖို့အတွက်အခက်အခဲဖြစ်စေပါတယ်။သို့တော်လည်းကမ္ဘောဒီးယားနိုင်ငံကထိုင်းရဲ့ဆွေးနွေးမှုညှင်းပယ်ခြင်းအပေါ်မှာတုံ့ပြန်တံပြန်တဲ့အနေနဲ့အာဆီယံရဲ့ဂျောင်းဝင်ဆောင်ရွက်ပေးမှုကိုတရားဝင်တောင်းဆိုခဲ့ပါတယ်။အာဆီယံအနေနဲ့ဒီပြိပခါကိုလိလူရှုထားလို့မရနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့အဖွဲ့ဝင်နှစ်နိုင်ငံဆစ်ဖြစ်နေတာကဒေသတွင်တည်ငြိမ်မှုကိုထိခိုက်စေပြီးတော့ဖွဲ့စည်းရဲ့ဂုဏ်သိက္ခာကိုပါထိပါးစေနိုင်ပါတယ်။ အရင်2012ခုနှစ်ကလည်းဒီပရိပခမှာအင်ဒိုနီးရှားနိုင်ငံကဂျောင်းဝင်စေးဆက်ရေးအခမ်းကဏ္ဍယူပြီးတော့ အပြည့်ခက်ရက်စေးကိုဥဆောင်ဆောင်ရွက်ခဲ့မှုတဲ့တာဝန်ကရှိပါတယ်။လက်ရှိမှာလည်းအာဆီယံကနောက်ွယ်ကတန်တမန်ရင်းနှီးလန်းကိုအသုံးပြုပြီးတော့နှစ်ဖက်စလုံးကိုဒိမမှုလျှော့ချဖို့နဲ့စီးရေလှူရှားမှုတွေရပ်တန့်ဖို့အတွက်ဖိအားပေးနိုင်ပါတယ်။ဒါပေမဲ့လည်းထိုင်းနိုင်ငံကဂျောင်းဝင်စစ်စစ်ရေးကိုလုံးဝပယ်ချထားတာကြောင့်အာဆီယံရဲ့တရားဝင်ဝင်ရောက်ဆွေးဖန်မှုအတွက်အကြီးမားဆုံးသောစိန်ခေါ်မှုဖြစ်နေပါတယ်။လက်ရှိအခြေအနေကိုပြောရရင်တော့အင်မတန်ဒိမနေစေဖြစ်ပြီးတော့အရက်သားတွေထောင်ချီပြီးဘေးလွတ်ရာ ထွက်ပြေးနေရတဲ့စိုးရင်စရာအခြေအနေမှာရောက်ရှိနေပါတယ်။ဒါကြောင့်နှစ်ဖက်စလုံးကနောက်မဆုံးနိုင်တဲ့အခြေအနေကိုရောက်နေချိန်မှာနိုင်ငံတကာတန်တမန်ရေးကသာဒီပေါက်ကွဲတော့မယ့်အခြေအနေကိုအရှိန်ရှော့ချနိုင်မလားဆိုတာပဲစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။